မလေးရှားနိုင်ငံသား၏ဝန်ကြီးကမြန်မာပြည်တွင်အကြမ်းဖက်မှုတွေကိုရှော့ချဖို့စစ်ကောင်းဆောင်ကိုတိုက်တွန်းပြောဆိုခဲ့ပါတယ်။စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကိုအာဆီယံနဲ့မလေးရှားကထောက်ခံတဲ့သဘောတက်ရောက်တဲ့အချက်အလက်တွေကိုဖော်ပြခဲ့ပါတယ်။ဒီသတင်းကိုတော့သုတချန်သာပြပို့ထားတာပါရှင်။စစ်ကောင်းဆောင်နဲ့မလေးရှားနိုင်ငံသား၏ဝန်ကြီးတို့ရဲ့အောက်တိုဘာ9ရက်နေ့တွေ့ဆုံမှုအပြီးနှစ်ဖက်သတင်းထုတ်ပြန်ချက်တွေဟာကိုင်ညီမှုမရှိဘဲအချက်အလက်ကွဲလွဲနေတာပါ။ ခုနှစ်မှာအာဆီယံလက်ကျဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတောင်းယူနေတာဖြစ်ပြီးနေပြည်တော်ကိုညှိချင်းပြန်လာရောက်တဲ့ခီးစဉ်မှာမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ဟာစစ်ကောင်းဆောင်စစ်ကော်မရှင်ဝန်ကြီးချုပ်စစ်ကော်မရှင်နိုင်ငံရဲ့ဝန်ကြီးတို့နဲ့တွေ့ဆုံမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်စစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုမှာမလေးရှားနိုင်ငံရဲ့ဝန်ကြီးကစစ်ကောင်းဆောင်အနေနဲ့မြန်မာနိုင်ငံအတွင်းကအကြမ်းဖက်မှုတွေကိုလျှော့ချဖို့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ပေါ်ဖို့အဓိကထားတိုက်တွန်းနေပါတယ် ဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလဲဆွေးနွေးမှုတွေရှိခဲ့ပြီးစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကိုအာဆီယံနဲ့မလေးရှားကထောက်ခံတဲ့သဘောတရားတဲ့အချက်လက်တွေကိုဖော်ပြခဲ့ပါတယ်။မလေးရှားဘက်ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဆွေးနွေးမှုအကြောင်းထုတ်ပြန်ရမှာတော့လွတ်လပ်ပြီးတရားမျှတဖို့ပွင့်လင်းမြင်သာပြီးယုံကြည်ရတဲ့လုပ်ငန်းရှင်တွေနဲ့ဆောင်ရွက်ဖို့နိုင်ငံရေးပါတီအားလုံးနဲ့နိုင်ငံသားအားလုံးရဲ့ထောက်ခံမှုနဲ့သာရွေးကောက်ပွဲကိုကျင်းပတဲ့ကြောင်းဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မလေးရှားကတော့ဒီမြမရေးကိုဖြည့်ရှင်းတဲ့တရားပါမြမပြည်သူတွေရဲ့စိတ်ဆန္ဒကို ေခံတဲ့ရလက်မျိုးကိုသူကထွက်စေချင်တယ်အဲ့ဒီအတွက်သူကနီလင်းမျိုးစုံနဲ့သူကြိုးစားခဲ့တယ်နောက်ပြီး ASEAN ရဲ့ဒီ5 point of consensus ကိုလည်း count for ဟိုပိုင်းမှာဆက်တိုက်ဆွေးနွေးလို့သူကဖိအားပေးလုပ်တင်လုပ်ထိုက်တဲ့ဟာတွေကိုသူကကြိုးစားပြီးလှုပ်ဆောင်တဲ့နိုင်ငံချစ်တယ်ပေါ့ကိုသွားတယ်ဆိုတာကစစ်ကောင်စီကသူကတိမက်ပတ်ပြတာမဟုတ်ပဲနဲ့လည်းထိတိဆက်ဆက်ဖြစ်ရမယ်ဆိုတဲ့အခံယူချက်တော့သူတို့ပြန်မှာရှိတယ်သူရောက်ရေးကောက်ပေးလို့မေရှားလက်မခံဘူးဆိုတော့ဒီလင်းပြောပြတာရှိတယ်ကျွန်တော်တို့နေ့ကတော့မလေးရှားနဲ့ထိတိကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တန်ကင်းတမန်ကင်းမှာ ASEAN နိုင်ငံတွေထဲမှာကျွန်တော် ထီးပြီးအများဆုံးကတော့မလေးရှားလိုတော့ပြရတာပေါ့နော်နိုင်ငံတကာတိုင်ဝမ်ကြီးကသူတို့နဲ့တကားပြောဖို့ကြိုးစားတိုင်းစူးစားတိုင်းဒါကိုခွင့်ကောင်းယူပြီးတော့ legitimacy နဲ့ legality ကိုရအောင်ဖန်တီးဖို့ကြိုးစားတဲ့ဟာဘော်ဒါဖြန့်ချီတဲ့လုပ်ငန်းကြီးကတော့သူတို့တောက်လျှောက်လုပ်လာတာဖြစ်တယ်သူတို့ကိုအတိမပြုလို့လည်းမလေးရှားကလည်းအခုချိန်မပြောသေးဘူးတခြားနိုင်ငံတွေကလည်းအဲ့လိုပြောတာမရှိဘူးအဲ့တော့သူတို့ကတော့ဒါကိုခွင့်ကောင်းယူပြီးတော့သူတို့ဒီတည်ယုံအစိုးရဖြစ်တယ်ဆိုတော့ဖန်တီးပြောဆိုမှုတွေကတော့အရင်တုန်းကလည်းရှိရှိခဲ့တယ်သူတို့ကြိုးစားနေသေးပဲ ဆက်ပြင်မာလာထဲမှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆက်ဆက်အစည်းအဝေးတွေမှာမလေးရှားဆိုအပ်တာဝန်ရှိသူတွေအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တွေနဲ့ NUG ကောင်ဆောင်တွေတွေ့ဆုံခဲ့ပြီးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တယ်လို့ဆိုပါတယ်။မြန်မာတော့အရှိတအဟာဒေသဝင်နိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေအပေါ်တရုတ်နိုင်ငံရဲ့ဆော့ဖတ်ပြပေးမှုတွေကခြေခြေပြန့်ပြန့်ရှိနေကြတာပါ။ အာဆီယံအနေနဲ့ကျွန်တော်တို့ဘက်ကရပ်တည်ပြီးမကူညီနိုင်တာထောင်မှဒီစစ်အာဏာရှင်တွေလိမ့်နေပြီးလုတ်တဲ့ဒီရွေးကောက်ပွဲကြီးကိုတွားပြီးတော့မထောက်ခံမိဘူးကျွန်တော်တို့ဘက်ကစီယုံရမှာဖြစ်တယ်အထူးသဖြင့် NUGD နိုင်ငံသားဝင်ကြီးဌာနကိုကျွန်တော်တို့က request လုပ်ချင်တာကတော့အာဆီယံနိုင်ငံတွေဘယ်နိုင်ငံပဲဖြစ်ဖြစ်ဇူလုံးင်းတော်၎င်းတချို့နိုင်ငံတွေတော်၎င်းကျွန်တော်တို့ပဲပါအောင် အရင်လုတ်တင်ပါတယ်လို့အကြံပြုခြင်းနဲ့ကျွန်တော်တို့ပဲပါလာအောင်မလုံနိုင်တာတောင်မှစစ်အာဏာရှင်တွေဘက်ကိုပါမသွားအောင်ညီမျိုးစုံနဲ့ကြိုးစားတင်တယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းစစ်ကောင်စုံနဲ့တွေ့ဆုံမှုအပြီးမလေးရှားနိုင်ငံမှာပြုလုပ်တဲ့ stakeholder engagement meetings on Myanmar SEMS ကိုအမျိုးသားညွှန်ရေးဆိုရ NGO နဲ့ တိုင်းသားတော်လှန်ရေးအဖွဲ့တွေတက်ရောက်ခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ထမ်းသားကအောက်တိုဘာ17ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ထမ်းသားနဲ့မြန်မာတော်လှန်ရေးအသူတွေကအာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ပါပေါ်ပြချက်တွေကို NIRI ဆောင်ရွက်ဖို့နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်၊တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှမ်းမြောက်ရေးမြန်မာပြည်သူတွေကိုထောက်ထားပြီးလူသားဆန္ဒအကူအညီတွေပေးရနိုင်ဖို့ စစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်တိမတ်ပြုရရောက်စီမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းတရားဝင်သဘောထားထုတ်ပြန်မှုစသဖြင့်အချက်လက်တွေပါဝင်တဲ့တိုက်တွန်းစာကိုထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်သုဒ္ဓချမ်းသာပါ